လက်ရှိကြည့်အောင်ဟုံးဆိုလို့ဂလောက်ဆိုဖြစ်သွားအကုန်ကြားတယ်အကျွေးကြီးပဲဆက်ဖွဲ့တွေရောကြားတယ်အကုန်လုံးမှဂလောက်ဆိုအောက်ကိုပြစ်လဲသွားအရန်နာပြီးတော့မှငိုတာနာလို့ဆိုပြရတယ်ဒါရိုက်တာအရှူတင်းကိုအက်ဆင်းကိုရက်လိုက်ရပါတော့เนาะနောက်မှပြန်ရက်ရတာပြီးတော့ဒါရိုက်တာပင်လုံးစေးရုံလိုက်ပို့ပေးရဒုက္ခပဲမိုးတည်တာရဲ့ထို့အောင်စီတည်တော့မင်္ဂလာပို့တော့ပြစ်တော့မှာပဲနေဟာလေးတီးချိန်ကြမှာဒီကောင်နဲ့ဖြစ်ရတယ်လို့ဒါရိုက်အလောဒေါ်လေးကြောက်ဖြစ်ရတာကြီးပဲဟမ်မင်္ဂလာပို့တော့ဘာကိစ္စဖြစ်ရမှာလဲ ဒေါ်လီဒီကိစ္စကိုဒေါ်လီနဲ့မိုးနဲ့နှစ်ယောက်တည်းသိတာလေဒေါ်သေးရပေါ့လာကုန်ရဲ့ဟိုကမလာလို့စိတ်ထဲမှာထင့်ပြီးတော့စစ်ကြည့်မိလို့တာပေါ့ဇလန်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 အပြင်မှာတော့အရန်နူးညံ့တယ်အရန်နူးညံ့နေအရန်ရှက်တက်တယ် ရန်စစ်ခဲ့ဟုတ်တယ်ကိုကလေရိုက်လိုက်ရင်လေအဲ့ကြောင့်ဟိုဟာ producer တွေကိုလည်းပြောထားတယ် director ကိုလည်းပြောထားတယ်ဘာဖြစ်လို့အမကကားတိုင်းမှာအချစ်မခံရတာလဲလို့ပြီးမှချစ်မရန်စစ်ခံနေရတယ် အပြင်းနဲ့ကလုံးဝမတူဟုတ်တယ်အမအပြင်းမှာအရန်ချစ်ကန်နေရလို့တဲ့ဒီထဲမှာချစ်ကန်အောင်လုပ်ပေးထားတာအဲအတူတူတော့ကြည်ပေးတယ်အဲ့လိုမျိုးကြည်ပေးပြီးတော့အဲကိုကိုသမီးဖာအိုက်တင်လို့လဲပြောပေးပါအောင်ဗာညာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့သူကမိုးသိတာတော့ဖြစ်နေပါတယ်တဲ့အချင်းရုပ်တဲ့နေရမှာရုပ်ကချင်းရုပ်တဲ့ရောအဲအဲ့လိုကွန်မန့်လေးတွေတွေ့တဲ့အတွက်အရန်ဝမ်းသာပါတယ်လို့ကျေးဇူးလေးရမ်းတင်ပါတယ်လို့အဲဒီကိုင်းမှာတော့သူဆက်ကအဓိက director ပေါ့နော် director လေးသူဆက်ကိုအရန်ပြောတယ်ဒီထဲမှာသူဆက်ကဒီအခုအစပိုင်းမှာရှိသေးလို့နောက်ပိုင်းတွေမှာ two face လောက်ရတာ two face ဆိုလေမျက် ျက်နှာတွေကလည်းအဲ့လိုမျက်နှာနှစ်ဖက်နဲ့မိမပါတော့အာဒီရှေ့မှာဆိုရင်မိသားစုဝင်တွေကအရန်ချိုးနောက်မှမှအဲ့လိုမျိုးတွေဟိုဟိုဟာဖြစ်တာပေါ့နော်အဲ့လိုမျိုးကောက်ချစ်ဆင်းလဲအဲ့လိုမြေခွေးတွေလောက်တာပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အာဟိုဒါရိုက်တာကလည်းတချို့အရာတွေဆိုအဲ့လိုမျိုးခါလေးကြရင်အဲ့လိုဒေါသဖြစ်တာတော့ပြုံပြုံလေးပြုံပြုံလေးပြုံပြုံပြီးဒေါသဖြစ်ရတာတွေမူတွေပေါ့နော်အဲ့လိုမျိုးတွေဆိုရင်အာတချို့ဟာလေးတွေစခန်းလေးဆိုခတ်ပါတယ်လောက်ရတာအဲ့လိုမျိုးအတွက်ဒါရိုက်တာကလည်းသိချာ ်မှုတွေရအောင်သင်ပေးပါတယ်ဟုတ်အဲ့ဒါရှေ့ကားထဲမှာတွေကအဲ့ electricity ကပြုတ်နေတာအဲ့ရွှေသမီးနဲ့ရိုက်တဲ့ကားမှာတကားရှိအဲ့ကားမှာပြုတ်နေပြုတ်ပြီးတော့ဒီကားကိုဆက်ဝင်လိုက်တာဆက်ဝင်လိုက်တော့အဲ့အဲ့ဟာတက်တာတယ်ဖက်လို့ပေါ့နော်ဒါပေမဲ့အိုင်ဂျင်လောက်တော့ကွာမှုမှုတေရမ်းပါပြီးတော့အဲ့လိုလောက်လိုက်တဲ့အချိန်မှာ electricity ကဟုံးဆိုလို့ ဂလောက်ဆိုဖြစ်သွားအကုန်ကြားတယ်အကျွေးကြီးပဲဆက်ဖွဲ့တွေရောကြားတယ်အကုန်လုံးမှဂလောက်ဆိုအောက်ကိုပြစ်လဲသွားအရန်နာပြီးတော့မှငိုတာနာလို့ဆိုပြရတယ်ဒါရိုက်တာအရှူတင်းကိုအက်စင်ကိုရက်လိုက်ရပါတော့နော်နောက်မှပြန်ရက်ရတာပြီးတော့ဒါရိုက်တာပင်လုံးစေးရုံလိုက်ပို့ပေးရတယ်သူကငူးငူးမဖြတ်ဘူးခက်တိတိပဲမှထောက်အောင်စီမူကြီးလေထောက်အောင်စီမူကြီးနဲ့ခက်တိတိပဲဆက်ဖွဲ့တွေရောမှာတော့အကုန်လုံးကိုနာကိုရောက်နေကြပြီအဲ့ကြမှာလေဟဲတကယ်ဖြစ်သွားတာမက်သုံးဆက်ဖြစ်သွားတာဒါအိုက်တင်လုံးနေရမဟုတ်ဘူးဆိုတော့အဲ့ကြမှာရောက်လာတာအမှတ်တရဖြစ်တယ်ပြီးတော့အဲ့လိုဆွဆွကိုရိုက်လိုက်တဲ့အခန်းပေါ့နော်အဲ့အခန်းนี่ဆိုလဲအမှတ်တရဖြစ်တယ်ဆွဆွကိုတနာ ားလို့လေးသိလားမအဲ့လိုမျိုးစနစ်ဆိုမရိုက်ချင်ကိုပဲရိုက်ခံလိုက်ချင်တယ်ကိုပဲရိုက်ခံလိုက်ချင်တယ်အားရနားလို့လေးတနာလို့အဲ့လိုမျိုးဆွဆွလဲလို့တော်တော်လေးငိုသွားတယ်တဖြောင်းဖြောင်းပဲရိုက်ရတာအားနာရဲ့နောက်ကားကြီးအကြိမ်ပြောပါလို့ကိုကိုခံပတ်ဖြစ်အောင်လေးကိုကိုရိုက်တာနှစ်တာထူထောင်ချိန်မွအဲ့လိုမျိုးတွေပဲကိုကိုရိုက်ကြပါလို့ ဇလန်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 အပြင်မှာတော့အရန်နူးညံ့တယ်အရန်နူးညံ့နဲ့အရန်ရှက်တက်တယ်ဇက်ကိုအရန်စီမျောတယ်တခါလေကြာရင်လေသူ့ကိုလေညီမလေးရဲ့အိတ်ပါဟိုအာရှိအောင်အိတ်ပါအောင်ပြောရတယ်အဲ့လိုမျိုးလေသူကလေမအိတ်ဘူး စဉ်းစားဟာဒါပြီးဘာလုပ်ရမလဲဒါလုပ်ရတော့အဲ့လိုသူ့ရဲ့ခေါင်းထဲမှာလေအဲ့လိုမျိုးတွေကြီးပဲတွေးနေရဆောလေခါလေကြာရင်သူ့အဲ့လိုမျိုးအပြင်လေးပါလေထွက်အောင်အဲ့လိုမျိုးတွေကပြောယူပါတယ်ဇက်ကိုအရန်တေးချာစီးမျောပြီးတော့အဲ့လိုခန့်စားပြီးတော့အဲ့လိုမျိုးရေးတာဆောလေအမေက note တိုက်တဲ့အချိန်လေးပဲဖတ်ခွင့်ရတာအဲ့အကြောင်းမလို့လေတစ်ချိန်လုံးအဖေခြီးတဲ့အဲ့ဟို specialness ခြီးရဲ့ specialness ကခြီးတဲ့အဲ့လိုအလှကြခြီးတာကို့အမေတွေလာတော့အမေတွေကို့အမေလာနေတော့ကို့အမေခြီးတဲ့အဲ့လို ေါ့နော်ဒါဆိုကိုကိုကြည့်ရင်ဘာကငိုင်းနေနေရအကုန်လက်ထက်ကနေပြုတ်ပြုတ်ကြလို့တဲ့အဲကြောင့်မလို့ကလေးကိုမကြည့်ပါနဲ့ဆိုပြီးတော့လေမကြည့်ကလေးကလည်းကိုပေါ်ရောက်တာနဲ့အေးအေးအေးဝဲနဲ့အဲ့လိုမျိုးဖြစ်နေရမိုးဆိုးတဲ့ချိန်လိုပဲမျိုးဆိုးတဲ့ချိန်လိုပဲညင်တာအဲ့လာတော့မှလေးတင်မလားအတင်းလေးအင်းဆိုလောက်တာသူကအရန်ချစ်လို့အသေးလေးရလို့လေဆိုတော့အဲ့ဘိုက်ကြီးတော့တက်ဖွဲ့ပြီးတက်ဖွဲ့ရမုတ်တေကျွေးရတယ် ြင်တယ်ဟာဟာဟီဆွဆွငငနေနေလို့လားမသိဘူးသားလေးကလေဒီနားမှာအော်ဂျင်းဟစ်ကျဲတွေစကားပြောရင်အိမ်မောတွေကြားနေရမယ်ဘိုက်ထဲမှာတွေကသူကအလေးချင်းဖြစ်နေရတာငွေချင်းတွေက train မိထားသူအခုအရန်ငယ်သေးရနှစ်လလည်းမပြည့်သေးဘူးဆိုတော့လေသူဟိုဟာဖြစ်ဘူးဒါပေမဲ့ကိုကတော့ကိုလောက်တက်တာတခုတော့လုပ်ပြရတယ်ဗာလဲဆက်ကတ်ကတ်ပြရတယ်ကွက်ကတ်တက်တာလေဒါပဲကတ်တက်တယ်လေတစ်ချင်းလဲ တချင်လဲတချင်လဲလို့ပပန်းလေးဆိုင်တွေရှောက်ဆိုတာတည်မလားလို့မျိုးရေးဆိုတန်တလုံးပါတချင်မှမဆိုတတ်တဲ့လူကသူနဲ့ကြမှာတချင်နေဆိုတဲ့ကိုလောက်တက်တဲ့အရာလေးတော့မြဲလို့ပြတယ်ကက်ကပြသူ့ကိုသွားပြီးတော့သူကအကြိုက်မနှနာဘူးပဲလို့ထားလိုက်တယ်မချစ်ကြောင်ထက်နဲ့မအေးဘူးမျက်စိရင်တော့လို့အဖေကအဖေကဟုတ်တယ်သူ့နေရာပို့ပြီးတော့ဟိုတက်တဲ့နှုတ်တည်းရမ်းချစ်တယ် ော့ကိုလည်းရမ်းချပါတယ်ကိုသားလေးကိုမွေးထားတာဒါပေမဲ့ကို့ကိုပေးမချီရဘူးလို့လောက်ကြမယ်ကိုကအိမ်မှာခလေးတခုကိုလာပြီဆိုတာနဲ့အမကို့နေရနာမည်ပေးထားတယ်နေရတဲ့ခလေးတခုလို့ပဲတဲ့နင်းယောက်ျားနင်းချီမယ်ဆိုတာနဲ့အမေလာဟိုဟာဟိုဆီယမလေးနဲ့မယားမြန်လို့ဆီယမမြန်လို့လာလာလာဒီမှာသူခလေးချီတော့မယ်အခုခလေးချီတော့မယ်ပေးမချီနဲ့အဲ့လိုမျိုးကိုကလေးတိတ်တိတ်လေးသွားတယ်ကို့ကိုမြန်နာမည်ပေးထားတယ်နင်းကခလေးတခုပဲကို့သားသမီးကိုချီဝမ်းမြောက်နောက်ပိုင်းနေမှာပေါ့နော်ဒီဒီမဟာမပြတဲ့ဒီကားကရမက်ကားလေးကအရန်ကို ဇက်ရှင်တွေတက်လာတော့မှာပေါ့နော်တစ်ဖြည်းဖြည်းနဲ့အမိုက်စားခန့်တွေရောက်လာတော့မှာပါလို့ဆက်ပြီးတော့လောင်းအောင်မှာပါလို့အားပေးကြပါလို့